ဒေါသကိုထိမ့်သိမ့်ခဲ့တယ်။စိတ်မဆိုးအောင်နေတယ်။မေတ္တာဘာဝနာပွားပြီးတော့နေတယ်။နော်။အကောဒနောအနုပါယစိတ်မဆိုးဘူးစိတ်မဆိုးအောင်ကြင့်တယ်လေးချက်။နော်။စိတ်ဆိုတာလဲကိုယ်အလိုမကျလို့ရှင်ဆိုးတတ်တာဟုတ်။စိတ်ဆိုးတယ်ဆိုတာတစ်ဖက်သားအပေါ်မှာအလိုမကျတဲ့သဘော။အဲ့ဒီအလိုမကျတဲ့သဘောမျိုးမဖြစ်ရအောင်။တစ်ဖက်သားကို ညတာတဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောနဲ့ကြည့်တယ်။မညတာဘူးဆိုရင် စိတ်ကသိုးစရာကြီးပဲ။နော်။နည်းနည်းကြီးတဲ့လူကငယ်တဲ့လူပေါ်မှာအများအားအပြစ်တင်လေးရှိတယ်။ဒါလူတွေမှာအဲ့ဒါကြတော့ဒေါသကအများအားရှိနေတတ်တယ်။တစုံတစ်ခုလွတ်ကြလို့ရှိရင်ကိုယ်ကြောင့်ကြာရင်တော့မတော်လို့ငယ်တဲ့လူကြောင့်လွတ်ရင်ကြီးကောင်းနမောနမဲနိုင်တယ်။ဟောပြောတာနော်။မြင်တာကအဲ့လိုမြင်တာ။ နမောနမဲလို့ထင်တယ်သူများကြတော့ကိုကြတော့မတော်လို့တဲ့ခွင့်လွတ်တယ်ခွင့်လွတ်တယ်အဲ့တော့သူများကိုလည်းအဲ့ဒါလို့ခွင့်လွတ်နိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒေါသဆိုတာဖြစ်เสียမှရှိတော့နော်အားလုံးဟာဖြစ်တာမတော်လို့ယူပဲပြောလိုက်ရမှာကိုကြမှာသာမတော်လို့လို့မပြောနဲ့သူများကြလည်းမတော်လို့ပဲဒီလိုပဲပြောအောင်အဲ့တော့သီခဉ္ဉ်ခွင့်လွတ်ခြင်းဆိုရယ်ဒေါသမဖြစ်အောင်ထိမ့်တဲ့အလေးထားမြတ်စွာဘုရားလေ့ကျင့်ခဲ့ ကြည်လေသိခဏ်ခြင်းဆိုခန္တီပါရမီဖြည့်တုံးကခန္တီဝါရီယသိတုံးကဆိုလို့ရှိရင်ဘုရားလောင်းတော်ရဲ့သိခဏ်နိုင်တဲ့စွမ်းအားအမတန်မှကြီးမားတယ်ခုခေတ်လူတွေကတော့မဟုတ်ဘူးမဲအตาလေးငုံခံပြီးတော့သိခဏ်နေဆိုတာတော့အတိုင်းတားရှိတယ်လို့ချင်းချောက်လိုက်သေးတာငါသိခဏ်နိုင်တဲ့စွမ်းအားကုန်တော့မယ်နော်ကိဝါရောက်လာပြီမခံနိုင်တော့ဘူးဆိုတာမျိုးဖြစ်။ဟောဘုရားလောင်းကြတော့ ခန္တီဝရီယတေကြီးကြတော့အဲ့ဒါလို့မပြောဘူးသူက